ိတ်သက်များအောင်မင်္ဂလာပါရှင်။နေ့စဉ်ထောက်လင့်တင်ဆက်ပေးနေတဲ့မိုးလေဝသချိန်လေးတွေကိုကျွန်မ UND ကနေတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။စက်တင်ဘာလ10ရက်နေ့မနက်9:45မိနစ်ချိန်ကယ်ပနာဝမ်ဂျိုတူကနေတိုင်းတာပေးချင်ရကပလီပင်လယ်ရှင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာတင်တင်တရနေတင်ထူရနေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့အနောက်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတင်ထူရနေပါတယ်ကျန်ဒေသတွေမှာတော့တင်တင်တဖြစ်ထွန်းနေပါတယ်ကပလီပင်လယ်ရှင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာမုတ်တုံလေးကအားအသင့်နေရှိနေပါတယ် ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ထဲမှာမုန်တိုင်းဖြစ်ဖို့အလားအလာပို့ပြီးတော့တိုးလာနေပါတယ်။ဘင်္ဂလားပင်လယ်အော်ထဲမှာမုန်တိုင်းဖြစ်ဖို့အလားအလာ14ရာခိုင်နှုန်းနဲ့တောင်တရုတ်ပင်လယ်ထဲမှာတော့မုန်တိုင်းဖြစ်ဖို့အလားအလာ10ရာခိုင်နှုန်းတိရှိနေပါတယ်။ဒါဟာစက်တင်ဘာလရဲ့ပုံမှန်ထက်ဘင်္ဂလားပင်လယ်အော်ထဲမှာ12ရာခိုင်နှုန်းနဲ့တောင်တရုတ်ပင်လယ်ထဲမှာ6ရာခိုင်နှုန်းအထိပိုလာနေရဖြစ်ပါတယ်။လာမယ့်တစ်ပတ်ရဲ့ရာသီဥတုအခြေအနေကအဲ့ဒီမုန်တိုင်းတွေပေါ်မှာမူတည်နေပါရဲ့ရှင်။ အခုဆက်ပြီးတော့စက်တင်ဘာလ17ရက်နေ့တော့ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။မြမပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအသင့်တင်ရှိနေပါတယ်။လှိုင်းမြင်ကတော့နှစ်ပင်ကနေ3ပင်လောက်မြင့်တက်နေပါတယ်။ကြံမြမကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာကတော့လှိုင်းအသင့်တင်ကနေလှိုင်းကြီးနေပါတယ်။လှိုင်းအမြင့်နေကတော့4ပင်ကနေ10ပင်လောက်ထိမြင့်တက်နေပါတယ်ရှင်။ဒီတိုက်ခတ်နိုင်မှုခမန်းချက်နေနေကတော့ရခိုင်ကမ်းရိုးတန်းမှာတနအီယော ဆန်းနမိုင်းရနေဆက်လေးမိုင်ဒီတိုင်းဟန်နေပါတယ်မြဝကျောင်းမကန်ယိုရန်မွန်နဲ့တင်းလာရီကန်ယိုရန်နဲ့ကန်လွန်ပင်လေးပြမှာတော့တနာရီရော၁၈မိုင်းရနေ -30 ဒီတိုင်းခန်နေပါတယ်ရှင်မိုးရတော်နိုင်မှုခမန်းချက်နေနေရတော့သခိုင်းတိုင်းအောက်ပိုင်းမန်လီတိုင်းနဲ့မကွေတိုင်းဒေသတွေမှာနေရာကွက်ကြားမိုးရတော်နိုင်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့အေရီတိုင်းမှာတော့နေရာကျကျမိုးရွာသွန်းနိုင်ပါတယ်။ကယားပြည်နယ် ရခိုင်ပြည်နယ်ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းဒေသတွေမှာနေရာဆိတ်ဆိတ်မိုးရွာသွန်းနိုင်ပြီးတော့ကြမ်းဒေသတွေမှာနေရာအနှံပြားမိုးထစ်ချုံရနိုင်ပါတယ်ရှင်။မြို့တော်ရည်ရဲ့မိုးလေဝသခမန်းကျန်နေနေရတော့နေပြောင်းတဲ့နေတိုင်းမှာအမြင့်ဆုံးပူချိန်က33ဒီဂရီစင်နီဂရိတ်အနည်းဆုံးပူချိန်25ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြောင်းမှာနေရာကွက်ကြားမိုးထစ်ချုံရနိုင်ပါတယ်။မိုးရွာဖို့တည်ချောင်မှုကတော့60ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ ရှောင်းကမြနဲ့နီးတွိုင်းမှာတော့အမြင့်ဆုံးမူချိန်32ဒီဂရီစင်နီဂရိတ်အနိမ့်ဆုံးမူချိန်24ဒီဂရီစင်နီဂရိတ်လောက်ရှိနေပါတယ်။ရှောင်းကမှာလည်းနေရာကွက်ကြားမိုးထစ်ကြုံရနေပါတယ်။မိုးရဖို့တေချာမှုကတော့80ရာခိုင်နှုန်းလောက်ရှိနေပါတယ်ရှင်။လန်လီမြို့နဲ့နီးတွိုင်းမှာတော့အမြင့်ဆုံးမူချိန်36ဒီဂရီစင်နီဂရိတ်အနိမ့်ဆုံးမူချိန်26ဒီဂရီစင်နီဂရိတ်လောက်ရှိနေပါတယ်။မန်လီမှာလည်းနေရာကွက်ကြားမိုးထစ်ကြုံရနေပါတယ်။မိုးရဖို့တေချာမှုက60ရာခိုင်နှုန်းလောက်ရှိနေပါတယ်ရှင်။ အခုဆက်လက်ပြီးတော့နေပြည်တော်ရှမ်းကောင်မန္တလေးမြို့ရဲ့တပါတမိုးလေးကိုတာခမန်းချက်တွေကိုထောင်းလင်းတင်ဆက်ပေးသွားအောင်မှာဖြစ်ပါရဲ့ရှင်ဒီစုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်တွေအားလုံးတဘာဝဘေးအန္တရာယ်ကနေကင်းဝေးနိုင်ကြပါလိမ့်ရှင်